ကိုပေါမှာမပါနိုင်ဘူးကိုဝဲမပါနိုင်ဘူးဒီလက်မပါနိုင်ဘူးပြီးရင်ဒိုစင်ဒါရရနေတဲ့ခြေလုံးပါပွဲပဲခံထားရတယ်ဖူဖာနာမပါနိုင်သေးဘူးအဆူကိုမပါသေးဘူးဆိုရှုံးပွဲတွေနဲ့ကြားနာနာလာမယ့်လေပါဘူးတော့တော်တော်လေးခက်ခက်ခက်ရင်ဆန်ရမယ်လို့တော့ထင်တယ်ကွာစူပါစလန်ဝယ်ဆက်ပြီးတော့တုံးနေအောင်မလားဖရင်ပါအောင်နေရာပေးမလားဘယ်ချက်မှအောက်ကတ်ကပုံစံကောင်းမပြနိုင်သေးတဲ့အချိန်မှာဘယ်ကစားမတွေတုံးမလဲပြောချင်တာလေပါဘူးတင်းရဲ့ခံစစ်ပိုင်းမှာလည်းကျွန်တော်ပြောစရာအများကြီးတော့ရှိပါတယ်လေပါဘူးနဲ့ပတ်သက်ပြီးသတိထားမိတဲ့ချက်ကဒီရသည်အဝေးကွင်းနေသူကစားတဲ့ပွဲတွေမှာတပွဲမှတတတတမရှိပါဘူး င်္ဂလာပါ VOF ရဲ့ Facebook နဲ့ YouTube Channel ကနေပြီးတော့ကြိုဆိုပါရစေဒီနေ့ကျွန်တော်တို့က Premier League သုံးသက်ချက်စီစဉ်လေးကိုကျွန်တော်နဲ့အတူညီလေးအုပ်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့အတွက်ရွေးချယ်ထားတဲ့ပွဲကတော့ Chelsea နဲ့ Liverpool ရဲ့ဒီတစ်ပတ်ရဲ့ Big Match ပွဲစဉ်ဖြစ်ပါတယ်မင်္ဂလာပါညီလေးမင်္ဂလာပါကိုကြီးဒီတစ်ပတ် Big Match ပွဲစဉ်ကတော့ Chelsea နဲ့ Liverpool ပေါ့နော်ပုံမှန်ဆိုရင်တော့ဒါအရင်တစ်ပတ်လောက်ကဆိုရင်တော့ဒါ Chelsea ကရလက်တီးရတောက်လျှောက်ဆိုးနေတယ်လေဘာဘူးကတော့နိုင်ပွဲတွေဆက်နေတဲ့ကာလပေါ့ဒါပေမဲ့ ပြီးခဲ့တဲ့ပတ်ကစာဘီလီဘာဘူးကပရီးမီးယားလိမာပထမဆုံးရှုံးပွဲကြုံနဲ့ချန်ပီယံလိမာထပ်ပြီးတော့ဂလာတာဆရီကိုထတ်ရှုံးသွားတော့လီဘာဘူးရဲ့ဖောင်ကနည်းနည်းလေးပြန်ကျိုးသွားတဲ့ပုံစံမျိုးမြင်ရတယ်။အဲ့ဒီအချိန်မှာပရီးမီးယားလိ၃ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့ချယ်ဆီကဘင်ဖီကာနဲ့ချန်ပီယံလိမာပြန်နိုင်ထားရဆိုတော့ဒီပွဲကပြည်သက်တွေကို ကြည့်ဖို့အတွက်နည်းနည်းလေးပို့ပြီးတော့နှစ်ဖက်ကြားမှာမျှတသွားတဲ့ပုံစံမျိုးတော့ခန်းစားရတယ်ဆိုတော့ဒီပွဲနဲ့ပတ်သက်တဲ့အမြင်လေးစပြောပြပါအောင်ကြီးလေးဟုတ်ကဲ့ပါဆိုတော့ Chelsea ကပြီးခဲ့တဲ့ဒါကြားရမှာ Benfica ကို9ထားရဆိုရင်ကျွန်တော် Premier League တည်တန်းဆိုရင်3ပွဲလောက်9ပွဲပြောင်းနေတယ်ပေါ့လေပြီးခဲ့တဲ့တပတ်ကဆိုရင်ဒါ Brighton လို့အသင်းကိုအင်ကွဲမှာ3-1နဲ့ရှုံးပြီးတော့တော်တော်လေးအဓိကပြောချင်တာ Chelsea ကခြေစွမ်းပိုင်းပြတ်ယွင်းနေတာမျိုးတော့မဟုတ်ဘူးသူတို့စီမှာဟိုခြေစွမ်းကောင်းတဲ့ကစားသမားတွေဟို team player ပုံစံကောင်းရှိတဲ့ပုံစံနဲ့သွားလို့ရတယ်ဒါပေမဲ့ခံစပန်းတော်တော်လေးပြဿနာများနေတဲ့အတွက်ကျွန်တော်တို့ပြီးခဲ့တဲ့ပွဲမှာဆိုရင်ဒါဟာတိုလိုကစားမမျိုးတော့ခံစစ်အထိုင်မှာချာလိုဘားနဲ့တွဲသုံးလာတယ်ပြီးကြတော့ဒါချာလိုဘားလည်းအနီးကပ်ထိသွားတဲ့အတွက်ဒီပွဲကိုမပါနိုင်တော့ဘူးဆိုတော့ Chelsea အသင်းရဲ့အဓိကအားဖြစ်တော့ခံစပန်းယိုယွင်းမှုကဒီပွဲမှာကြီးကြီးမားမားတက်ရောက်လာနိုင်တယ်လို့ထင်တယ်ဆိုတော့တစ်ဖက်ကဟိုဂျာယက်ကထားပါတော့ဒီ Champions League ပွဲစဉ်တွေကာရာဘောင်းပွဲစဉ်တွေမှာနိုင်တာကတော့ဒါတပွဲတို့အခြေအနေနဲ့အရန်ကစားသမားတွေနဲ့ထည့်ပြီးတော့နိုင်တာမျိုးကကိစ္စမရှိပဲ Premier League လို့ အခြေအနေမှာကျတော့ Chelsea က၃ပွဲသက်တိုက်နိုင်ပွဲပြောင်းနေတဲ့အတွက်မဖြစ်မနေနိုင်မှပြန်ရအောင်မယ်ဆိုတဲ့ပုံစံမှာသွားတွေ့ရတယ်။ဆိုတော့ပထမဆုံးစပြီးတော့ကျွန်တော်တို့ယာစီစပွဲစဉ်မှာပဲလေးကိုသေးကြတယ်။โอเคနောက်ပွဲမှာဝက်ဆန်တို့ဖူဟန်တို့ကိုနိုင်တဲ့ ဲ့ဒီကကျွန်တော်တို့အဆင်ပြေသေးတယ်ပထမဆုံးတစ်ဖြတ်သုံးပွဲကအဆင်ပြေသေးတယ်နောက်ပိုင်းနောက်သုံးပွဲကျတော့ Chelsea ကတိုင်ပတ်သွားတယ်ပေါ့ဆိုတော့ Brentford မနိုင်တာမျိုးတွေ United ကိုရှုံးတာမျိုးတွေဆိုတော့ပို့ပြီးဆိုတာကဒီအနီကပ်ပြစ်ဒဏ်တွေပို့ပြီးတော့တိတိတောက်ကို Chelsea မှာရိုက်ခတ်လာနိုင်တဲ့ဒဏ်ရာပြဿနာတွေဇက်တိုက်တွေဖြစ်နေတာက Chelsea အတွက်ဒါဒီအချိန်မှာတော်တော်လေးအဆိုးရဲရောက်နေတယ်လို့ပြောလို့ရတယ်အဓိကတော့ခံစစ်ပြဿနာပေါ့လေစဖက်က Liverpool ကတော့ကျွန်တော်တို့ပြီးခဲ့တဲ့တစ်ပတ်က Palace ကိုရှာရှုံးပြီးတော့သူတို့ရဲ့ဒါယာသည့်အစ၅ပွဲစတိုက်နိုင်ထားတာက၆ပွဲမြောက်မှာရှုံးသွားတယ်ဆိုတော့ဂျားကျွန်တော်တို့ Champions League တွေဘာတွေပါထည့်ပြီးတွက်လိုက်မယ်ဆိုရင်ပြိုင်ပွဲဆို9ပွဲ ွဲလောက်နိုင်ပြီးကမှနှစ်ပွဲဆက်ပြန်နှစ်ပွဲဆက်လိုက်ပြန်ပြီးရှုံးသွားတယ်လေဘာဘူးအတွက်အဲဒီလိုမျိုးကြရတဲ့အချိန်ကဘယ်လိုပြောရမလဲလေဘောက်အတွက်ပြားရည်စံကာလာကုံသွားပြီလို့တော့မှကျွန်တော်တို့ကယူဆတော့မှာပေါ့လေပြောချင်တာကပြီးခဲ့တဲ့ပွဲစဉ်တွေကလေဘောက်ကနောက်ကျ goal တွေနောက်ကျမိနစ် goal တွေနဲ့အမြဲတမ်းပြန်လာနိုင်တယ်ဒါပေမဲ့လေဒါ Palace နဲ့ပွဲမှာတော့သူတို့ပြန်ပြီးတော့နောက်ကောက်ချသွားတာပေါ့လေ NGDS ကနောက်ကျ goal နဲ့ဆိုတော့လေဘောက်စားပြီးတော့ရှုံးသွားတယ်ဂျာရက်ဒါ Champions League မှာလည်း Galatasaray ရှုံးတဲ့အတွက်လေဘောက်ကတော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့အန်ရယ်များလာပြီလို့ခံစားရတယ်အသင်းရဲ့ တိုက်စစ်မှာကစားသမားတွေအများကြီးဒီရာဒီမှာတန်း300ကျော်400လောက်သုံးဆွဲပြီးတော့မှခေါ်ထားရဆိုပေမဲ့ရွေးချယ်စရာတွေများတဲ့အလျောက်သူ့စီမှာဘယ်ကစားသမားကဟိုအတင်းကိုပို့ပြီးတော့ဦးစားပေးနေလဲပို့ပြီးတော့အတင်းကိုဆွဲတင်နေလဲဆိုတာမတိကြဘူးအဓိကအဖြစ်မိုဟာမက်ဆာလာပြီးခဲ့တဲ့ရာဒီကခြေစွမ်းနဲ့ဘာမှမဆိုင်တော့တာလေဘာလို့အတင်းတို့ကတော်တော်လေးဒီရာဒီမှာကျွန်တော်တို့ဂိုးလိုနေဘသူ့ကိုသွားအားကိုးရမလဲဆိုတဲ့ပြဿနာကအဲ့ဒါဆာပြီးတော့တွေ့တာပဲကျွန်တော်တို့ထင်တယ်မှန်ပါတယ်အဲ့တော့ချက်စီက သတိထားမိသလောက်နောက်ဆုံးပြိုင်ပွဲနှစ်ခုပေါ့နော်ဒါလီဖလာတော့ဖယ်ထားတယ်လီဖလာတော့အသိအေးမကြီးဘူးပရီးမီးယားလိမှာနှစ်ပွဲဆက်ထုတ်ခံရတယ်ချန်ပီယံလိမှာလည်းဂျော်ဘရိုထက်ခုထက်ထုတ်ခံရတယ်ဆိုတော့ပရီးမီးယားလိနဲ့ချန်ပီယံလိနောက်ဆုံးသုံးပွဲဆက်ကစားသမားတစ်ယောက်စီထုတ်ခံထားရတယ်ဒီအချိန်မှာသူတို့ရဲ့အဓိကကစားသမားတွေကကိုပေါ့မှာမပါနိုင်ဘူးကိုဝဲမပါနိုင်ဘူး ဒီလက်မပါနိုင်ဘူးပြီးရင်ဒိုစင်ဒံရရနေတဲ့ချလို့ပါပွဲပဲခံထားရတယ်ဖိုဖာနာမပါနိုင်သေးဘူးအစုကိုမပါသေးဘူးဆိုတော့တော်တော်လေးကိုဒံရပြဿနာရိုက်ခဲ့နေဒါကြောင့်မို့ထင်တယ်ပြီးခဲ့တဲ့ဗင်ဖီကာနဲ့ပွဲစဉ်မှာသူ့ရဲ့ပွဲထွက်လူစင်ကိုတော်တော်ကြီးကိုအပြောင်းလဲလှုပ်ခဲ့ပြီးတော့အခုတို့မြင်နေကြမဟုတ်တဲ့တိုက်စင်မှာ Tyre Jaw တို့ဒါခန္ဓာချိုးတို့ကစားမမျိုးတွေဘွန်နာနော်ဒီတို့လိုတုံးကစားမမျိုးတွေတုံးပြီးတော့အရင်ဆိုင်သွားခဲ့တယ်အဲ့ဒီပွဲမှာတော့ပြိုင်ဘက်ရဲ့အုံကိုနဲ့တူအနိုင်ရပြီးတော့သူတို့တောက်လျှောက်ရလက်တွေစိုးနေတဲ့အနေထားဒီချန်ပီယံလိပွဲမတိုင်ခင်ဆိုရင်နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာလင်ကွန်းစတီကိုပဲနိုင်ထားရဆိုတော့ Chelsea ကလည်းတော်တော်လေး ခြေစွမ်းပိုင်းရရင်းရိုင်နေဆိုဒီပွဲအတွက်သူတို့ဘယ်လောက်ထိပြင်ဆင်လာမလဲဒီချန်ပီယံလိနိုင်ပွဲကအခုရင်ဆိုင်မဲ့လေဘာဦးနဲ့ပွဲအထိဘယ်လောက်ထိသူတို့ကယ်ရီလောက်သွားနိုင်မလဲဒီပေါ်မှာလဲချဲစီပေါ်မှာညီလေးအမြင်လေးပြောပြပါဦးဟုတ်ကဲ့ပါတခုရှိတာကတော့ဒါအိမ်ကွေးမှာကစားတာဖြစ်တဲ့အတွက်အ ਨੇ ဆုံးတော့ဟိုအရှင်ပရိသတ်အားနဲ့နည်းလေးတော့ဖြဲလို့တော့ရတာပေါ့လေဒါပေမဲ့လည်းတောင်ဆုံးအိမ်ကွင်းပွဲစမှာပဲ Brighton ရှုံးထားတဲ့အတွက်သူရဲ့ဒီရလက်တွေကဟိုကျွန်တော်တို့ ဟိုချယ်ဆီအိမ်ဝင်းဆိုပေမဲ့လည်းအများကြီးယုံလို့မရသေးဘူးဆိုတော့သွားပြီးတော့ညွန်ပြနေတယ်အဓိကပြဿနာကလည်းဒါခန်းစစ်ပြဿနာတွေဆော့ဘိုင်းပြောသလိုပါပဲခန်းစစ်ဘိုင်းတော်တော်လေးယူရင်းပြီးတော့မှဟိုကစားသမားတွေတကယ်ဟိုအစင်သစ်စန္နဘတ်မှာကစားနိုင်တဲ့ကစားသမားတွေမရှိတဲ့အတွက်ချယ်ဆီရဲ့အခြေအနေကဟိုအသင်းတန်းဂိုးတွေခွင့်ပြုနေရပြီးခဲ့တဲ့ဒါ Brighton နဲ့ပွဲမှာဆိုရင်အချိန်ပိုမိနစ်ရောက်မှမှဂိုးနှစ်ဂိုးဆက်လိုက်ခွင့်ပြုပြီးတော့ဂိုးကလိုရာထပ်ပို့ပြီးတော့ပြတ်သွားတယ်အဲ့လိုအခြေအနေတွေကြောင့်ပဲချယ်ဆီကဒါနောက်ပိုင်းပွဲစဉ်တွေမှာတိတိတတ်တာလို့ရလက်တွေပါရင်းရိုင်လာတယ်ကျွန်တော်ခံစားရတယ်ပြီးကြတော့ ဒါကုပါမှာမပါတာလဲတစိမ့်တစ်ပိုင်းဆိုင်လိုက်မယ်လို့ထင်ပါတယ်။ပါမှာပြီးခဲ့တဲ့ရာသီကအတင်းအကောင်းဆုံးသားမှာဒီရာသီမှာလဲသူပါဝင်ခွင့်ရတဲ့ပွဲစဉ်ချုပ်မှာဂိုးရီရောကိုးဖန်တိမှုရောတောက်လျှောက်အတင်းကို carry ပေးနေတဲ့ကစားသမားဆိုတော့ပါမှာမပါနိုင်တဲ့အခြေအနေကချက်စည်းကိုဟိုဘယ်လိုပြောမလဲဆိုးတာထပ်ပို့ပြီးတော့ဆိုးသွားစေရလို့ထင်တယ်။အဲ့တော့ရာသီအစပါမှာမပါနိုင်တဲ့ပွဲစဉ်မှာကျွန်တော်တို့ရောက်ဘတ်တူဂိုးရီသွင်းတာမျိုးတွေတခြားကစားသမားတွေရဲ့ရာသီအစပွဲစဉ်ဖြစ်တာကြောင့်ဟိုပါမှာမပါလဲအဆင်ပြေနေသေးရလို့ကျွန်တော်တို့ယူဆခဲ့ပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့ပါမှာမပါတဲ့အခြေအနေမှာအတင်းရဲ့တိုက်စစ် ွားတယ်လမ်းကြောင်းကတိတိတတ်တာကိုရောကြသွားတယ်တခြားသောရွေးချက်စရာကစားသမားတွေမရှိတာမဟုတ်ပါဘူးရှိပါတယ်ဒီဘူနာနော်တေရိုဂါနာချိုရိုတန်ရင်းဂျောရိုအများကြီးပါပဲကီတန်တို့လိုကစားသမားတွေရှိပေမဲ့အသင်းရဲ့အတိုက်စစ်မှာထက်ထက်ဝင်ဝင်ပါဝင်ပတ်သက်ပြီးတော့ဥဆောင်နိုင်မယ့်ကစားသမားဆိုလို့မရှိတာဖြစ်နေပြီးတော့ရောဘတ်တို့တယောက်လောက်ကလွယ်ရင်ချက်စီးသင်းရဲ့အတိုက်စစ်မှာလက်ရှိပါမမပါနိုင်တဲ့အချိန်မှာတိတ်ပြီးတော့သဘောမကျအောင်ကျွန်တော်ကတော့အဲ့လိုအခြေအနေကနေခန်စစ်ပိုင်းမှာပြဿနာဖြစ်သွားတဲ့အတွက်ချက်စီးကတော့ဒီနေ့အိမ်ဝင်ပွဲစဉ်ဖြစ်ပေမဲ့တစ်ဖက်က လို့ရှုံးပွဲတွေနဲ့ကြားနာနာလာမယ့်လေပါဘူးလို့တော်တော်လေးခက်ခက်ခက်ရင်ဆန်ရမယ်လို့တော့ထင်တယ်ကွမှန်ပါတယ်မနိုင်ပြောရင်တော့ဘင်ဖီကာနဲ့ပွဲတီချဲစီပေါ်မှာနည်းနည်းလေးစိုးရိမ်မိခဲ့တယ်ပေါ့နော်သူတို့တိုင်ယာပြဿနာရှိနေတစ်ဖက်ကလည်းသူတို့ရဲ့ကန်နိုဝင်နီးပြဟောင်းမော်ရီညိုနဲ့လာမယ်မော်ရီညိုရဲ့ defensive နဲ့ဆိုချဲစီဟုတ်ပါမလားလို့ထင်ခဲ့ပေမဲ့ဘာပဲပြောလိုအပ်နေတဲ့နိုင်ပွဲယူနိုင်ခဲ့တယ်ဆိုတော့ဒီနိုင်ပွဲလေးကအခုကစားမယ့်လေပါဘူးနဲ့ပွဲတီသူတို့ဘယ်လောက်ထိ carry လောက်သွားနိုင်မလဲဆိုတဲ့အပိုင်းကလည်းစိတ်ဝင်စားဖို့ကောင်းတယ်လေပါဘူးကတော့ အခုရာသီအစတွေကသူ့ခြေစွမ်းပေါ်မှာတန်တရားရှိတာ တပိုင်းသူ့ရဲ့ရလက်တွေနဲ့ဒီလက်ခင်းတွေမှာပြိုင်ဘက်တွေကိုအချိန်ချင်းထိုးနှက်ပြီးတော့အနိုင်ယူထားတဲ့အကောင်းမြင်တာတပိုင်းနှစ်ခုတွန်တွဲနေတဲ့အနေထားကပွဲစဉ်6ရောက်မှာပဲသူ့ရဲ့အာနေချက်ကကိုကိုကွင်းဝင်ပေါ်လာခဲ့တယ်ပေါ့နော်ခရစ်စတယ်ပဲလေးနဲ့ပွဲကတော့အမှန်တကယ်ထားလိုက်တဲ့တန်ကိုသူတို့ဒါရှုံးခဲ့တာပါခရစ်စတယ်ပဲလေးကပထမပိုင်းကစားပုံအရန်ကိုအားကောင်းတယ်ကိုသမားဒါအလီဆင်ဘက်ကသာဒီလောက်ထိလက်စွမ်းမကောင်းရင်ပထမပိုင်းမှာရင်ကိုယ်တွေမနှဲတော့ဘူးပြီးတော့ပြိုင်ဘက်ရဲ့ခရစ်စတယ်ပဲလေးအသင်းရဲ့ကစားသမားတွေရဲ့အဆုံးသက်ပိုင်း အားနည်းချက်တွေလည်းပါတာပေါ့နော်နောက်ဆုံးမှာတော့သူတို့ပြန်လာဖို့နှိစက်ခဲ့တဲ့မိနစ်80ကျော်မှာချေပါကိုပြန်လာပြီးတော့ဒီပါဘူးကထပ်ပြီးတော့ဒီလိတ်ကိန်းတွေမှာထပ်ပြီးပြန်ဘက်ကိုအသေးခွဲဦးမှလာလို့ကြည်နေရင်းနဲ့ပဲဘယ်လစ်ကနောက်ဆုံးမှာ96မိနစ်မှာအဲဒီကတည်းကဂိုးနဲ့နိုင်သွားခဲ့တယ်ဆိုတော့လီဗာပူးရဲ့ပထမဆုံးရှုံးပွဲအဲ့ရှုံးပွဲကနေနောက်ထပ်ရိုက်ခတ်မှုတွေနဲ့ဂလာဒါဆရီနဲ့ပွဲစဉ်မှာထပ်ရှုံးခဲ့တယ်။ဒီပွဲမှာသတိထားမိလိုက်တဲ့အချက်ကတော့ဆာလာကိုအနာပေးထားပြီးညတောင်းမှန်မှာဖရင်ပေါင်ကိုသုံးသွားတာတွေ့ရတယ်။ဖရင်ပေါင်က ဒါနိဗာအာနယ်ဆိုတော့ကြီးပဲထားတာကဆာလာအာဖရိကဖလားသွားရင်သူ့ကိုအဲ့နေရာမှာထားကစားမယ်ဆိုတော့အတံမျိုးလဲကြားခဲ့ပြီဆိုအဲ့အတွက်ကြီးပဲလာဒါမှမဟုတ်ညီလေးပြောသလိုဆာလာကြနေတဲ့အနေထားကြောင့်သူ့ကိုဒါဂိမ်းတိုင်းလျှော့ပြီးတော့ဒီချန်ပီယံလေးကိုအနာပေးပြီးပရီးမီးယားလေးကိုကစားစေခြင်းလို့ပဲအပြောင်းလဲလုပ်ခဲ့လာမသိဘူးဒီဖရင်ပေါ်ရဲ့ညာနောက်ခက်နေရာမှာတော့ဆိုဘောစလိုင်းကစားသွားခဲ့တယ်ချန်နဲ့အပိုင်းကတော့အများကြီးပြောင်းလဲမရှိဘူးမက်ကလစ်ဆာနေရာမှာကာတီဂျုံကိုသုံးခဲ့တယ်တိုက်စစ်မှာဒါအီဂီတီဂီနဲ့တောင်မနှစ်ဖက်မှာဖလော်ရီယန်ဗတ်စ်တို့ ဒါကတ်ပိုလို့ကစားသွားတယ်ဆိုသူ့မှာတိုက်စစ် option ကအများကြီးပဲရွေးချယ်စရာများနေခြင်းကညီလေးပြောသူတို့ရဲ့အားနည်းချက်များပြန်ဖြစ်နေလားဆိုတော့လီဗာပူးနဲ့ပတ်သက်ပြီးလီဗာပူးရဲ့လက်ရှိအနေအထားပေါ်မှာညီလေးအမြင်လေးပြောပြပါဦး။ယာဒီအစားတော့ကျွန်တော်တို့ဒါ EKTK လို့ရောက်လာတယ် Florian Vest တို့ရောက်လာတယ်ခြားတော့ဒါ Carcass တို့ Frame Bound တို့ရောက်လာတယ်ပေါ့အဓိကတော့ဒီတိုက်စစ်ပိုင်းအတွက် E set အပောင်ဝင်ကစားသမားတွေရောက်လာတဲ့အချိန်မှာ Sala ရဲ့ ဝင်ကိုရှော့ချဖို့ဆိုပြီးကျွန်တော်တို့အကောင်းမြင်ခဲ့ရတယ်တကယ်လည်းသဘောကျခဲ့တယ်ဗောလေဒီအပြောင်းရွှေ့ရောလီဗာပူးကတော့ကျွန်တော်တို့ဆာလာတယောက်တည်းကိုပဲအားကိုးနေရတဲ့အချိန်ကနေခွဲထွက်ပြီးတော့မှချန်နယ်ကစားသမားတွေကသူတို့ရဲ့ဂိုးတွေကိုပို့ပြီးတော့ပအဝင်ပတ်သက်လိုက်မယ်လို့မျှော်လင့်ပေးမယ်တကယ်တမ်းကျတော့ကျွန်တော်ခေါ်ထားတဲ့ကစားသမားတွေကလည်းထင်သလောက်ဖြစ်မလာသေးပဲနဲ့ဆာလာကိုရိုင်းကပါခြေစွမ်းပိုင်းကပြီးခဲ့တဲ့ရာသီအရက်ဆိုင်တိတိတသာကြာသွားတဲ့အချိန်မှာလီဗာပူးရဲ့ အခြေအနေကပြောချင်တာတိုက်စစ်မှာဂိုးမရတော့မဟုတ်ဂိုးရတယ်ဒါပေမဲ့အရင်ပွဲတွေလောက်အရင်ယာတီတွေလောက်ကြည့်ရတာတိတ်ပြီးတော့အရသာမရှိတော့ဘူးလေဘောက်တခုခုပြန်ပြီးလုံးပြနိုင်မှာပါဆိုတော့စိတ်မျိုးကနောက်ဆုံးမိနစ်ထိတိုင်အောင်လေဘောက်ပြိတဲ့ဆိုပိုတိပါရဲဟိုအသေးအတန်နဲ့နောက်ကလိုက်ကန်ပြီးတော့မှခြေပါကိုရရတယ်အနိုင်ကိုရရတော့မှန်တယ်ဒါပေမဲ့ယုံကြည်ခိုင်မာတဲ့စိတ်မျိုးနဲ့ဒီပွဲတော့လေဘောက်ဦးသိတေချာပေါက်နိုင်မှာပါဆိုတော့ပုံစံမျိုးမရတော့တော့လေဘောက်ဦးသိတော့တော်တော်လေးအဲဆိုးတယ်ပေါ့လေပြီးကြတော့တခုရှိတာက ျွန်တော်တို့တန်းအရာကြီးပေးထားတဲ့ Florian Vest တို့ဘာမှမလုပ်ပြနိုင်သေးတာမျိုးတွေပြီးတော့ဒါ Excel ဆိုရင်ဒါပြီးခဲ့တဲ့ဘွဲတချို့ကမှဆက်ပြီးတော့ဘွဲထွက်တော့ Excel အခြေစွမ်းတော့ကျွန်တော်တန်တရားလုံးဝမဖြစ်ပါဘူးတခုရှိတာကအသင်းမှာရွေးချယ်စရာ option တွေအများကြီးရှိတဲ့ကောင်မှဘယ်ကစားသမားတွေကို honest လို့သုံးပါလဲဆိုတဲ့အချက်ကတော်တော်လေး နီးပြအပေါ်အကြောင်ရိုက်စေမယ်လို့ထင်တယ်။ထားပါတော့ညာချမ်းမှာကျွန်တော်တို့ဆာလာကိုတနေရာပေးထားရဆိုရင်ဘယ်ချမ်းမှာဘူးသူ့သုံးပါလဲ။ Florian Vest ကိုသုံးပါလား။ Gabbo သုံးပါလား။ဆိုတော့ Queen နဲ့တိုက်စစ်နေရမှာဘူးသူ့သုံးပါလဲ။အဲ့လိုအများအထောင်တိုက်စစ်မှာဆို Eset လား Iki Tiki လားရွေးချယ်စရာအများကြီးရှိတာကောင်းမယ်မယ်လေ။အဲ့လိုအများကြီးရှိနေခြင်းကလည်းဘာလို့သင်ရဲ့အားနည်းချက်တစ်ခုဖြစ်သွားနိုင်တယ်လို့ကျွန်တော်ကတော့ထင်တယ်။နောက်ဆုံးဒါ Galatasaray ရဲ့ရှုံးတဲ့ ပွဲမတိုင်ခင်ဒါပယ်လစ်ကိုရှုံးတဲ့ပွဲမှာတော့တကယ်ကိုဒါကိုဆိုပြီးပြောသလိုပဲရှုံးသင့်လို့ရှုံးသွားတာပါပယ်လစ်ကတော်တော်လေးကိုကစားကောင်းပြီးတော့မှဒီထက်ကူးမပြတ်တာပဲလေဘာဦးသင်ကန်ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့နှစ်ပွဲစတိုက်ပြိုင်ပွဲဆုံးမှာရှုံးပြီးသွားတာဖြစ်တဲ့အတွက်ဒီပွဲမှာလေဘာဦးသင်အရန်ကိုတတိထားပြီးတော့မှကစားမှရလိမ့်မယ်လို့ထင်တယ်ကိုမှန်ပါတယ်သူတို့ရဲ့အာနယ်ချက်တွေကိုတဖြည်းဖြည်းနဲ့မြင်လာရပါတော့ပွဲစဉ်ကအခုမှ၄၅၆ပွဲဆိုတော့ရာသီရဲ့၄ပုံအများကြီးပေါ့နော်ရာသီရဲ့၅ပုံတော့၆ပုံတော့ပေါ့နော်ရှိသေးရဲ့ဆိုတော့သူအာနယ်ချက်ကပေါ်လာပြီအကိုတို့ဒီလေဘာဦးနဲ့ပတ်သက်ရင်ရာသီအဖွင့်ဒီလောက်ထိ ဟိုနိုင်ပွဲဆက်မှတ်တမ်းနေနဲ့ရလမကောင်းခင်မှာသူတို့ရဲ့ခန်းစစ်ပိုင်းကိုထောက်ပြခဲ့ကြတယ်ခန်းစစ်မှာလူမခေါ်ခဲ့ဘူးကွန်းလယ်မှာလည်းလောလောလာလာပြင်ဆင်ခဲ့တာမျိုးမလုပ်ခဲ့သူလှုပ်ခဲ့တာတိုက်စစ်အတွက်ကြီးပဲဟိုထွက်သွားတဲ့ကစားသမားတွေရောဂျိုဒါမရှိတော့တဲ့အခြေအနေရောတိုက်စစ်ကိုအင်းနဲ့အားနဲ့ပြင်ဆင်ပြီးတော့တိုက်စစ်မှာစံချိန်နေပြောင်းချွေနေတဲ့ကစားသမားနှစ်ယောက်ကိုဇတိုက်ခေါ်ချလိုက်တယ်အခုအဲ့တိုက်စစ်ကိုသူတီဆောက်ဖို့အတွက်လောလောဆယ်ထိတော့အကောင်းဆုံးပုံစံမှာမရသေးဘူးအဲ့ဒီထဲမှာ AKTG တယောက်ကတော့ twin goal တွေရောဂိုးပောင်ဝင်ပတ်သက်မှုတွေရောမဆိုးပေမဲ့ Florian Vest အလုံးမဖြစ်သေးဘူး Isaac ကအခုမှ ါအသင်းနဲ့စပြီးပူပေါင်းစဲကာလာဆိုအချိန်တိုင်းတာတစ်ခုလိုအောင်မယ်ဆိုတာနည်းနည်းလေးတိုက်စစ်မှာလိုအပ်ချက်တွေရှိနေသေးရယ်ဆိုတော့ပြီးတော့ဒီသတင်းတွေ့တိုင်းအခုတို့သတိထားမိတဲ့ချက်ကတည်ပွဲတွေများတယ်သူတို့ဖြင့်ဒါစတန်ဖို့ဘရစ်ကိုသွားကစားတိုင်းတည်ပွဲတွေများတယ်ဆိုတော့ဒီပွဲကဘလို့ရလက်မျိုးထွက်လာနိုင်တယ်ပြီးတော့နှစ်သင်းရဲ့အားသာချက်အားနဲ့ချက်ဘယ်အချက်တွေကဒီပွဲကိုအဆုံးဖြတ်ဖြစ်လာနိုင်မလဲညီလေးအမြင်လေးသုံးသပ်ပေးပါဆိုတော့ချက်စီးရဲ့အော်အိ အိမ်ကွင်းအားသာချက်ကတော့ဒီဘက်မှာတော်တော်လေးသဘောကျစရာကောင်းပါတယ်ဒါပေမဲ့အားနေချက်ကအဲခန့်စပိုင်းဖြစ်နေတယ်ချက်စီရဲ့ခန့်စစ်ကိုကျွန်တော်လုံးဝမယုံတော်တော်လေးအားနေချက်တွေအရန် weak ဖြစ်လို့နဲ့ခန့်စပိုင်းလို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့အတင်းရဲ့တိုက်စစ်မှာလည်းပါမှာမပါတဲ့အချိန်မှာအတင်းရဲ့ကွင်းနယ်နဲ့တိုက်စစ်ကိုချိတ်ဆက်ပေးမဲ့အခြေအနေမျိုးတွေပြောချင်တာချက်စီကဒီနေ့ဘွဲမှာအိမ်ကွင်းမှာကစားရဲဆိုပေမဲ့ဟိုပြန်ဘက်ကိုလွှမ်းမိုးပြီးတော့ကစားမှာတက်စားရင်ခန့်စစ်ကိုပုံမှုဦးစားပေးပြီးတော့မှဒီကောင်တာတွေနဲ့ quick counter တွေနဲ့ပဲပြန်သွားမဲ့သဘောမှာတော့ရှိတယ်ဒါတော့ချက်စီတင်းရဲ့အပိုင်းတစ်ဖက်က Liverpool ကတော့နှစ်ပွဲသက်တိုက်ရှုံးထားတဲ့အတွက်ဒီနေ့ဘွဲ မှာနိုင်မှရမယ်ဆိုတဲ့ပုံစံမျိုးပြန်ပြီးတော့ထွက်လာပြီဆိုတော့တိုက်စစ်ကတော့ဘာမှပြောစရာမရှိပေမဲ့ဒီခန့်စစ်ပိုင်းမှာကျွန်တော်တို့ညာချမ်းမှာစူပါစလန်ဝယ်ဆက်ပြီးတော့တုံးနေအောင်မလားဖရင်ပါအောင်နေရာပေးမလားဘယ်ချက်မှာအော်ကာကက်စ်ကပုံစံကောင်းမပြနိုင်သေးတဲ့အချိန်မှာဘယ်ကစားမားတွေတုံးမလဲပြောချင်တာလဘဦးတင်းရဲ့ခန့်စစ်ပိုင်းမှာလည်းကျွန်တော်ပြောစရာအများကြီးတော့ရှိပါတယ်အဝေးကွင်းပွဲစဉ်ဖြစ်တာကြောင့်လည်းလဘဦးတင်းတော်တော်လေးသတိထားကစားလာမယ်လို့ထင်တယ်ဆိုတော့နောက်ဆုံးပြန်ပြီးတော့ကြည့်လိုက်ရမယ်ဆိုရင်တော့တေရလက်ကအဖြစ်နိုင်ဆုံးမှာပဲတသင်းသင်းနိုင်မှုရွေးပါဆိုရင်တော့ကျွန်တော်ကတော့ဧည့်သည်လီဗာပူးကိုနိုင်သွားမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ချက်စီရဲ့ခန့်စစ် ေအရန်ဝီးဖြစ်လွန်းတာကဒီပွဲမှာတခြားသောဟိုလီဗာပူးတင်းရဲ့အားနည်းချက်နဲ့ရှင်ပို့ပြီးတော့ကြီးနေတယ်လို့ကျွန်တော်ကတော့ခံစားမိဒါကြောင့်ဒီနေ့ပွဲမှာတေချာဖို့အများဆုံးရာခိုင်နှုန်းဖြစ်တယ်တင်းတင်းနိုင်မှာပြောဆိုရင်တော့ကျွန်တော်လီဗာပူးကိုသဘောကျတယ်ကိုဟုတ်ကဲ့ပါအဲ့တော့ဒါနှစ်သင်းလုံးမှာတူညီတဲ့ချက်ကခံစစ်ကြောင်းအားနည်းချက်တွေရှိတယ်ဒါပေမဲ့ချဲစီကပို့ဆိုတာကသူခံစစ်မတည်ငြိမ်တဲ့အပြင်ကိုတန်ရာပြဿနာတွေရထိုးနှက်မှုပါရင်ဆိုင်နေရတယ်နောက်ထပ်ပို့ပြီးဆိုရင်ပို့ကောင်းတာသူတို့ရဲ့အဓိကကစားသမားကိုယ့်ဘက်မှာမပါနိုင်သေးဘူးတိုက်စစ်ပိုင်းမှာဒီလက်ဆိုရင် အစိုးရတွေကဒဏ်ရာရနေရဆိုတိုက်အထောက်တိုက်စုမရှိဘဲနဲ့သူတို့သွားနေရတာဒါတော့မှရောပက်ထရိုကတော်တော်လေးအလုတ်ဖြစ်အောင်ကစားနိုင်ခဲ့လို့ဒီရာသီအစပိုင်းပွဲတွေမှာသူတို့အတိုင်းအတာတစ်ခုတည်းပေါ့နော်ရလက်ကောင်းလေးယူထားနိုင်တယ်ပြီးတော့ဒါလီဗာပူးနဲ့ပတ်သက်ပြီးသတိထားမိတဲ့ချက်ကဒီရာသီအဝေးကွင်းနေသူကစားတဲ့ပွဲတွေမှာတပွဲမှာတတတတတမရှိဘူးနော်နျူကာဆယ်ကိုနိုင်တဲ့ပွဲမှာလည်းအသေးအံနောက်ဆုံးမှမှဒါအန်ဂူမိုဟာရဲ့ဂိုးနဲ့သူတို့နိုင်ခဲ့တာဗန်လီနဲ့အဝေးကွင်းပွဲမှာလည်းသူတို့နောက်ဆုံးမိနစ်ကြာမှဒါနောက်ကျပနယ်တီနဲ့ဆာလာရဲ့ဂိုးနဲ့နိုင်ခဲ့တာပယ်လီရဲ့ပွဲမှာသူတို့ရှုံးခဲ့ရဆိုတော့ ကစားခဲ့တဲ့သုံးပွဲလုံးမှာနိုင်တော့နိုင်ခဲ့တယ်နှစ်ပွဲနိုင်နေဆိုပေမဲ့ရလက်ရလက်အရင်ချင်းမြောင်းနေအရင်လဲရုံးကန်ခဲ့ရတယ်ဒီပွဲကချဲစီးနေနဲ့ပြည့်ပြည့်စုံတဲ့အနေအထားမျိုးမဟုတ်ဘူးချဲစီးမှာလိုအပ်ချက်များတယ်လီဗာပူးထက်လည်းပိုပြီးတော့လိုအပ်ချက်များတယ်ခံစစ်ပြဿနာတွေရှိတယ်လူမစုံတဲ့ပြဿနာတွေရှိတယ်ဒါပေမဲ့လီဗာပူးကတော့အဝေးခွင့်နေဆိုရင်ရုံးကန်တတ်တယ်ပိုကောင်းတဲ့နောက်ခုကြားမှာကွာဟာချက်ကိုပြောပါဆိုလီဗာပူးရဲ့တိုက်စစ်မှာတော့ရွေးချက်စရာလည်းများသလိုလုပ်ရည်ကိုင်းလည်းပိုမြင့်တယ်သာသမအကြီးသွေးပိုင်းလည်းပိုကောင်းတယ်ဆိုတော့ဒါအကိုလည်းဒီပွဲကိုတော့ဖြစ်နိုင်ခြေရတော့ အစင်လာတိုင်းပဲဒါစတန်ဖို့ဘရစ်မှာတော့တရေလောက်ပဲသွားလိုက်မယ်ထင်တယ်။တခုခုကိုစွန့်စားပြီးရွေးချယ်ပါဆိုရင်တော့အကွာနှစ်သင်းပေါင်းအပြန်လန်သွင်းကိုများမယ်ဆိုတဲ့ဒီဖြော်ပြမှုပေးနိုင်တဲ့ဒီ entertaining game တခုဖြစ်မယ်လို့အကွာယူဆအတွက်နှစ်သင်းပေါင်းဂိုးများမယ်လို့အကွရွေးချင်ပါတယ်။အဲ့တော့ဒီနေ့ရဲ့ဒါသုံးသက်ချက်စင်ရဒီလောက်ဆိုပြည့်စုံပြီဆိုတော့အပိတ်သက်တွေကိုနှုတ်ဆက်ကြအောင်ပါ။ဟုတ်ကဲ့ပါအခုကျွန်တော်တို့ညီကိုတွေတင်ဆက်ပေးခဲ့တာကတော့ Chelsea နဲ့ Liverpool တို့ရဲ့ဒီတစ်ပတ် big match ပွဲစဉ်နဲ့ပတ်သက်တဲ့ပွဲကြို30ချက်အစီအစဉ်ပဲဖြစ်ပါတယ်။နောက်ပတ်အစီအစဉ်တွေမှာပြန်ဆုံကြပါမယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။